ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မဲ့စည်ရေးပြချစ်တက်ပွဲအခမ်းအနားကိုဇလန်စကီးကလုံခြုံရေးလုံးဝအာမမခံတော့ဘူးလို့ပြောပါလေတခုခုဖြစ်ရင်ကိဟာမေလ10ရက်နေ့ထိသက်ဆိုးမရှိနိုင်ဘူးလို့ရုရှားကတုံ့ပြန်ပါလေအဲ့ဒီပွဲကိုယူကရိန်းဘက်ကတိုက်ခိုက်မယ်ဆိုပြီးတော့တည်င်းနေ့လဲထွက်နေတာဖြစ်ပါလေဒါမဲ့မေလ9ရက်နေ့မော်စကိုရင်းမြစ်နေမှာကျင်းပမဲ့ ဒုတိယကမ္ဘာစစ်မှာနာစီကိုနိုင်ရရှိတဲ့ဥရောပအုံပွဲနေ့ခန်းနာစီးပြချီတပွဲကိုတက်ရောက်မဲ့နိုင်ငံခြားကောင်းမွန်နေလုံခြုံရေးကိုယူကရိန်းအနေနဲ့အာမမခံနိုင်ကြောင်းသမရော့ဇီလန်စကီကပြောပါတယ်ဒီစီးပြအခမ်းအနားမှာလည်းတော်တော်များပါဝင်မှာဖြစ်ပါတယ်မြန်မာကလည်းတက်မယ်လို့ဆိုပါတယ်တရုတ်သမားရှီကြီးမင်းကလည်းတက်မယ်ဆိုပါတယ်ဒါအပြင်တခြားရုရှားရဲ့မဟာမိတ်ကောင်းဆောင်တွေတည်တည်တက်ရောက်မှာဖြစ်ပါတယ်ဇီလန်စကီက ဝေလောက်ကိုရနေမှာရုရှားကိုရောက်လာမယ်နိုင်ငံအားလုံးအတွက်ကျွန်တော်တို့ယက်တီချက်ကအလွန်ရွရှိပါလေရုရှားဖက်ဒရေးရှင်းနဲ့မြို့မှာဖြစ်မဲ့အရာတွေကိုကျွန်တော်တို့လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ယူကရိန်းသတင်းအေဂျင်စီ Nowfash ကိုပြောပါတယ်သူတို့ကတင်းတို့ကိုလုံခြုံရေးပေးတယ်ဒါကြောင့်ကျွန်တော်တို့ကတင်းတို့ကိုဘာအမှန်ခံချက်မှပေးမှာမဟုတ်ဘူးဘာလို့လဲရုရှားကအဲ့ဒီနေ့မှာမလုပ်မယ်ဆိုတာကျွန်တော်တို့မသိဘူးလို့ဇလန်စကီကပြောပါလေရုရှားဟာမီးရှို့တယ်ဘုံခွဲတယ်နေရင်လည်းဖြစ်တယ် ဒုံးကနေပုံကျတဲ့တခြားအလားတူလုပ်ရတဲ့ကိုဖန်တီးပြီးယူကရိန်းကိုပြစ်ဖို့ကြံစီနိုင်တယ်လို့လည်းသတိပေးပါတယ်ရုရှားလုံခြုံရေးကောင်စီဒိုခရာရုရှားသမ္မတဟောဒီမီထရီမက်ဗီဒက်ကဇီလန်စကီထုတ်ဖော်ပြောကြားချက်ကိုဒါဟာစကားနဲ့ယန်ဆနေတာလို့ပြောပြီးဇီလန်စကီပြောသလိုတခုဖြစ်ရင်ယူကရိန်းမျိုးတော့ကီယက်ဖာမင်းစရဲ့နေအထိသက်ရှင်သန်နိုင်မယ်လို့အမမခံနိုင်ဘူးလို့ပြောထားပါတယ် အခမ်းအနားမနာမီပြီးခဲ့တဲ့ရက်ပိုင်းမှာရုရှားသမ္မတပူတင်ကယူကရိန်းမှာမေရှင်းနေကစတင်ကသုံးရက်တာတစ်ဖက်သက်ပြစ်ခတ်ရစဲရေးကိုကျင်းပပါတယ်။ယူကရိန်းကတော့ပူတင်ရဲ့ပြစ်ခတ်ရစဲကျင်းပချက်ဟာလိန်လေမှုအကျိုးပန်းချက်ဖြစ်ရည်ညွှန်းထားပြီးအနည်းဆုံးရပ်ပေါင်း30အပြည့်အဝနဲ့ကန့်သတ်ရှိချက်ချင်းပြစ်ခတ်ရစဲကိုတောင်းဆိုခဲ့ပါတယ်။မော်စကိုခန်းအောင်တရားမဲ့ကမ္ဘာကောင်းဆောင်နေတဲ့မှာဘရာဇီးသမ္မတလည်းပါဝင်တယ်လို့သတင်းတွေမှာဖော်ပြနေပါတယ်။